930တလုံး노ပါဝါအနေနဲ့လာတယ်။노ပါဝါလို့ပြောတယ်ဒါဆိုကျွန်တော်တို့ဒီဖုန်းတလုံးကိုအပေါင်းနှုတ်မှန်အောင်တက်ကြည့်တယ်။ supply မှာ4.2ချိန်နဲ့ဒီနေရာဒါဘက်ထရီအပေါင်းဒါဘက်ထရီနှုတ်။အပေါင်းဆိုတာကျွန်တော် supply အနေနဲ့ချိန်မယ်အနှုတ်ကိုကျွန်တော်ဒီ supply အနေနဲ့ချိန်မယ်။ဒါပေမဲ့ဒီနှုတ်ကိုဒီမှာချိန်တာမမြဲဘူးဒါကြောင့်ကျွန်တော် USC ကောင်းမှာတွက်ချိန်လိုက်တယ်။ဒီမှာအပေါင်းကိုချိန်လိုက်တဲ့အချိန်မှာဒီ FED origin နဲ့သူပြုတ်ပြီးလာတယ်ပြီးတော့ခဲလေးပူထားပေးတယ်။ဒါ original ပြုတ်နေတဲ့ FED ပါ။ ါပေမဲ့ဒီ FD နေရာမှာပူထားပြီးသားရှိပါတယ်ဒါသူတခါတလေနောက်ပိုင်းတချို့ model တွေ930မဟုတ်ဘူးနောက်ပိုင်း model တွေမှာ FD အရာပဲတွေ့တယ်တိုင်းကြီးဒီငုံတွေအကုန်လုံးဆက်နေတာတွေ့လိမ့်မယ်အဲ့ဒါတို့က FD ကိုကျွန်တော်တို့လုတ်တလို့ပြောရအစားမထိုးတော့ဘူးဖြုတ်ပြီးတော့ဓာတ်ရိုက်ကျိုးဆက်ထားတာပါဒါဘာအဖက်မှမရှိပါဘူးဒီ FD ကဒီ FD လေးထည့်လိုက်တဲ့ power ဒီနေရာရောက်ကြမယ်ပို့ပါဒီ power IC အဝင်ရောတိုင်းဒီနားတွေတိုင်းရအကောင်းဆုံးပဲဒီနားကိုရောက်ကြတယ်ပြီးတော့ဒီနားလေးမှာ2.8ထွက်နေလိမ့်မယ်ဒီ capacitor မှာ1.8ထွက်နေလိမ့်မယ် ဒါဒီကလုံးကဘက်ထရီအပေါင်းလုံးတက်တာနဲ့တက်ရောက်နေရမယ့်နေရာတွေပါဒါဆိုစတန်ပိုင်ဖို့လို့ခေါ်တယ်အဲ့တော့ဒီ power IC တစ်လုံးမှာကျွန်တော်က no power ဆိုစတန်ပိုင်ဖို့ရောင်းမြောင်းစစ်ကြတယ်ဒါပေမဲ့လက်ရှိအခြေအနေကတော့ဘာဖြစ်နေလဲဆိုကျွန်တော်အပေါင်းလုံးတက်လိုက်တာနဲ့ short တန်းကြာနေတယ် short တန်းကြာတော့ short ရှာတဲ့နေနဲ့ရှာမယ် short ရှာနေနဲ့ရှာမယ်ဆို5 ampere supply မှာ supply ဖို့တွေ4.2ချိန်လိုက်တယ်ကျွန်တော်တို့လက်တန်အနက်ကိုဒီနာ USC ခေါင်းမှာညှက်ပလိုက်တယ်လက်တန်အနည်းနဲ့ကျွန်တော်ဒီနာကိုတို့လိုက်တယ်တို့ပြီးပူတာကိုဒီနာလေးရောက်မှာလက်နဲ့လိုက်ဆန်းလိုက်တယ် ူတာဒီနားတော့ဝိုင်းမှာမဟုတ်ပါဘူးကျွန်တော်တွေ့တဲ့ဒီပုံပြားတရားလုံးလိုက်ဆန်းရတာပါဒီနားပူလို့ဒီနားလေးဖိကြည့်လိုက်တယ်ပါဝါ IC တော်တော်ပူနေတယ်ပါဝါ IC ပူနေတဲ့အတွက်ကျွန်တော်တို့ကတေချာသွားအောင်လုပ်မယ်ပါဝါ IC လားဘီနာ C တွေလား short တွေလားကျွန်တော်သိဖို့လိုတယ်အဲ့တော့ C တွေတခြားဘေးနာပစ္စည်း component short တွေဆိုလို့ရှိရင်လည်းဖြစ်နိုင်တယ် power IC short လည်းဖြစ်နိုင်တယ်အဲ့ဒါကျွန်တော်တို့ဒီကောင်းကိုမလုပ်လဲဆိုတော့ခင်းခွေရိုက်လိုက်တယ်ပြီးရင်ကျွန်တော်ဗီဒီယိုဖိုင်ထဲမှာပါမှာပါခင်းခွေရိုက်တဲ့အကြောင်းခင်းခွေရိုက်ပြီးသွားတဲ့အချိန်မှာဒီခင်းခွေရိုက်ပြီးတဲ့အချိန်မှာဒီအပေါင်းနှုတ်မှန်အောင်ပြန်တက်တယ် အနက်ကိုအသေးတက်တဲ့အနီအိုဒီနိုက်တစ်ချက်ပဲထိကြည့်လိုက်တယ်။ကြာကြာထိထားလို့ရှိရင်အဲ့ဒီအပူကအရင်ပြန်သွားမယ်။တစ်ချက်နှစ်ချက်တော့ထိလိုက်တာနဲ့တစ်ချက်လေးထိထားလိုက်တယ်။တစ်စက္ကန့်နှစ်စက္ကန့်လောက်ထိထားလိုက်ပူတယ်လုံးအရင်ပျော်ပြီးပေါ်လာပါတယ်။ဒါဆိုကျွန်တော်တို့ကလက်တဲ့အနက်ကို ground ဒီမှာညှက်မယ်။အနီအိုဒီမှာတစ်ချက်တွုတ်လိုက်တယ်။ဟာ power IC ပူတက်လာတယ်။အဲ့ချိန်မှာကျွန်တော် power IC ကိုဖြုတ်ပစ်လိုက်တယ်။ power IC ဖြုတ်လိုက်တဲ့အချိန်မှာ short ပြန်တိုင်းကြည့်တယ်။ short လွတ်သွားပါတယ်။ ဒါကြောင့်ဒီအောက်မှာခဲရှင်းတယ်ပြီးတော့ power IC အစ်စ် market မှန်အောင်လုပ်ပြီးပြန်ထိုင်လိုက်တယ်ဒီကောင် no power နေသွား power ပြန်လာဒါပေမဲ့ဒီ power IC အစ်စ်ပြန်ထိုင်ပြီးတဲ့အချိန်မှာကျွန်တော်တို့မလုပ်သင့်တယ်လဲ power IC အောင်လားမအောင်လားသိကျင်တယ်ဆိုကျွန်တော်တို့က power clock မှာပို့တိုင်းသင်ပါတယ်ဒီကောင်ရဲ့ power clock ကဒီမှာပါဒီနားလေးမှာဒီနားလေးမှာဒီဒီပုံငုတ်ဒီငုတ်အဲ့ဒီငုတ်မှာဘယ်လောက်ထွက်ရလဲဆိုရင်သူကပုံမှန်အဖြစ် MTK ဖုန်းမှာ MTK ဖုန်းဘယ်လိုကြည့်လဲဆိုဒီလိုကြည့်တယ်ဒီ CPU သူ့မှာ MediaTek ဆိုပြီးရေးထားလိမ့်မယ် ပြီးတော့ဒီနားလေးမှာကျွန်တော်တို့ကပါပါခလုံးဒါဆိုဘူတိုင်းတော့မယ် MTK လုံးနေမှာဘူတိုင်းရင်2.3လောက်ကနေကျွန်တော် supply ဘူလေးလောက်ထိပြရတယ်တခါလေလဲ2.2လောက်ပြရတယ်ပါအဲ့တော့2ဘိုးကြကြောင်ကနေ supply ကိုပေးထားတဲ့ဘိုးဘလောက်လဲ4 point 4ပတ်ဝန်းကျင်လောက်ပေါ့4.1 4.2တိပြတတ်တယ်။ဒါလက်ရှိကျွန်တော်ဒီနေရာကိုပို့တိုင်းလိုက်တယ်။တိုင်းတော့ဘလောက်ထွက်နေလဲဆိုရင်3.2ထွက်နေတယ်။အဲ့ချိန်မှာဘေးနားမှာ ground တစ်ခုရှိတယ်။အဲ့တော့ကျွန်တော်ဒီအားလေးကို ground နဲ့ဇာနာနဲ့ညှက်ချလိုက်တယ်။ မညက်ချင်ဘူးလားဖြစ်ပါတယ်ကျွန်တော်ကလော်ဒန်လေးရှိတယ်ကလော်ဒန်တန်များလေးနဲ့ဒီပေါ်ပူးပေးလိုက်ပါဖိထားလိုက်ပါအဲ့လိုဖိထားပြီးတဲ့အချိန်မှာဘာတွေတိုင်းမို့လိုအပ်လာတာလဲကျွန်တော်ပါဝါ IC လဲလိုက်တယ်အောင်မအောင်သိချင်တယ်အဲ့ဆိုကျွန်တော်တိုင်းရမယ့်ဟာလေးတွေရှိပါတယ်ဒီဟာလေးကအဝင်ဖို့တွေတိုင်းရတာပါဗတိပေါင်းလုံးညက်တာနဲ့ရောက်နေမှာဒီနားလေးမှာပို့တွေရောက်နေမယ် supply ပို့ဖို့ဝတ်တွေရောက်နေမယ်ဒီနားလေးမှာဘယ်လောက်ရောက်လဲဆိုရင်ဒါဒီနားကဒါ original ရောက်နေတာပါဒီနား2.8ပါဒီတလုံးကျော်ဒါလေးက1.8ပါ ဒီလောကကြီးတာ2.8ဒီကောင်1.8ပါဝါခလုတ်ကိုကျွန်တော်ခုနကတော့အတိုင်းဘိုးရောက်နေလို့ဖိထားလိုက်ပြီး ground နဲ့ညှက်ပြီးတော့ကျွန်တော်ပါဝါခလုတ်နဲ့ ground နဲ့ဖိထိထားလိုက်တယ်ဒါမှမဟုတ်ဖိထားလိုက်တယ်ပေါ့ဇာကနာနဲ့ညှက်လိုက်လို့လည်းရတယ်ကျွန်တော် cloudan လေးနဲ့ဖိထားလိုက်လည်းရတယ်တံပြားနဲ့အဲ့ဆိုဒီနားလေးမှာဘိုးတွေထွက်လာမယ်ဒီနား EMMC နားကိုဘယ်လောက်ရောက်သွားရသလဲဆိုရင်ဒီနားလေးမှာ1.8ရောက်တယ်ဒီနားလေးကအလုံးမှာဆိုတာ3.3ရောက်တယ်ဒါဆို EMC ဘိုးမှန်တယ်ပြောလို့ရတယ်အဲ့လိုပဲကျွန်တော်ဒီနားလေးကိုတိုင်းကြည့်တဲ့အချိန်မှာဒီ capacitor နှလုံးအကြီးနှစ်တုံးမှာ2.2ထွက်နေတယ် ပြီးတော့ဒီ banner လေးကိုကောက်တိုင်းလို့ရှိရင်ဘာတွေထွက်နေမလဲဆိုရင်ဒီ supply board တွေနေပါကျွန်တော်4.1 4.2တွေပြနေလိမ့်မယ်ပါဝါခလုတ်မနှိပ်ခင်မှာဒီနားလေးမှာ board တွေမထွက်ပါဘူးပါဝါခလုတ်နှိပ်မှာထွက်လာတာပါဒီနားက board တော်တော်များများစုံသွားပြီဆိုရင်ဒါ power IC ထွက်ဖို့မှန်သွားပြီဒီလိုပြောလို့ရတယ်အဲ့လို power IC လဲပြီးတဲ့အချိန်မှာကျွန်တော်တို့က power IC ပုံမှန်အဖြစ်ပြောရင် power ပြန်ဆန်းကြည့်ရတယ်ပြန်ဆန်းကြည့်တဲ့အချိန်မှာ power တက်လာပြီဒါဆိုအကုန်အဆင်ပြေတယ် မတက်သေးဘူးဆိုရင်ကျွန်တော်တို့ CPU တွေ EMC တွေဘယ်ကောင်ဖြစ်လဲထက်စေရမယ်။ဒါပေမဲ့ Power IC အောင်မအောင်သိချင်ရင်တော့ကျွန်တော်တို့က Power IC ရဲ့အထွက်ဘုတ်တွေကိုမှတ်ထားပြီးတိုင်းကြည့်လိုက်တာနဲ့တစ်ခါတည်းတန်းသိပါတယ်။ဒါကိုကျွန်တော်ဗီဒီယိုဖိုင်လေးနဲ့လုပ်ထားတာလည်းရှိတယ်။ကျွန်တော် Power IC ဖြုတ်တဲ့အချိန်မှာမြန်သွားအောင်လို့အပူချိန်380 480သုံးထားပါတယ်။ဒါကိုလက်စပါပဲ။ရေပျော်သွားတဲ့အချိန်မှာဇာနာနဲ့ဆွဲမလိုက်ရင်ဒါစက္ကန့်ပိုင်းတွင်တစ်ခါတည်းတန်းပြီးတော့ရေပျော်ပြုတ်လာပါတယ်။နောက်တစ်ခါ power IC ကျွန်တော်တို့ဒီအချိန်မှာ power IC ကိုဖြုတ်မယ်ဖြုတ်ပြီးတော့ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ cache ရှင်းပါတယ် ခဲရှင်ခဲရှင်ကြိုးလေးတုံးမယ်ထင်းဥစီချော်လေးတင်မယ်အဲ့လိုမျိုးကျွန်တော်တို့ရှင်းတယ်အခဲရှင်ပြီးသွားတဲ့အချိန်မှာကျတော့ထင်းဥစီပပလေး sorry ခဲရှင်သွားအချိန်မှာထင်းဥစီအချော်ဟုတ်ပါတယ်ပပလေးပါထင်းဥစီအချော်ပပလေးကိုဒီနေ့လေးမှာပို့လိုက်တယ်ဒီ power IC အောက်ဖြုတ်ထားပြီးသားနေမှာပို့တယ်ပြီးတော့ power IC အထိုင်မှန် market မှန်ကိုပြန်လွှတ်လိုက်တယ်ဒီလိုဖတ်ရင်တော့ media tag လို့တမ်းမြင်ရပါတယ် market နောက်မှာဒီဘက်အောက်တောင်းမှာပါပြီးတော့သူ့ဘေးနားမှာကျွန်တော်တို့ကြေးအောင်လေးတွေတွေ့ရမယ်အဲ့ဒီ marketing လေးတွေမှန်အောင်တက်ရပါတယ်။ marketing အထိုင်းနေရာပြန်ချပြီးတဲ့အချိန်မှာဟော်ကန်နဲ့ပြန်ထိုးတယ်။အဲ ဖြုတ်တော့က3940 83နဲ့ပြန်တက်တဲ့အချိန်မှာ4093နဲ့ဆိုရင်ရောလွတ်ထွက်သွားမယ်။အောက်ကထင်းစီများလဲလွင့်တယ်၊လီများလဲလွင့်တယ်ဒီပေါင်းအစီ။နေရအရွေးမခံနိုင်ဘူး။ဒါကြောင့်ကျွန်တော်တို့ကလီကိုလျှော့တယ်။အပူချိန်3940 4 40 40ပဲကျွန်တော်ထားလိုက်တယ်။ပြီးတော့ပြန်တက်ပါတယ်။ဒါကျွန်တော်သုံးတဲ့အပူချိန်လေးပါ။ဒါမိတ်ဆွေတို့ဒီမှာရှိတဲ့အချိန်မှာကိုယ့်အိမ်မှာကိုယ်သုံးတဲ့အချိန်မှာကိုယ့်နှထောင်ရှင်ဟုတ်ချိန်မှာလဲဟုတ်မယ်။ကိုယ့်နှထောင်ရှင်အမျိုးအစားချင်းအတူတူမှာတော့မှကျွန်တော်တို့ဒါအပူချိန်လေးမှန်တယ်မှန်မှန်ဘူးမှန်လို့မရပါဘူး။ IC တလုံးအောက်ကိုစမ်းဖြုတ်ပြီးကိုတင့်တော်တဲ့အပူချိန်နဲ့ပဲဖြုတ်ပါကိုလက်ပေါ်ပဲမူတည်ပါတယ်ဘေးနားကဒီဟာလေးတွေထိမှဆိုးရင်လို့ရှိရင်ကျွန်တော်တို့ဒီတခြားအကာအကွယ်တစ်ခုခုနဲ့လောက်ထားပေးလို့ရပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုဖိုင်လေးတစ်ချက်ကြည့်လို့ရမယ်ထင်တယ်ဒါကျွန်တော်ဖိဝေးရနေတဲ့ပုံပါခင်းဦးစီခဲပါလေပေါ်လေးရနဲ့ဆက်ပြီးပို့ပေးလိုက်လို့ရှိရင်ဒါခင်းခွေရပြီးသားဖြစ်တယ်။ PowerC ဒီနားကျွန်တော်ပူတာပါ။ဆိုတော့တေချာအောင်ဒီနားတစ်ဝိုက်ကလုံးကိုကျွန်တော်တို့ခင်းခွေရပြလိုက် ဒီနားတော့ဝိုင်လောက်ကိုဖိမွေးရိုက်လိုက်တယ်ဟုတ်ပြီဒါဒီဗီဒီယိုဖိုင်10မိနစ်ကြာဒီပြီးလဲပြီးတော့ဒီနားလေးကို challenge ကြည့်ပါကျွန်တော် pause နေလိုက်မယ်အနက်တကူဒီမှာကျွန်တော် USC ခေါင်းမှာတက်ထားတယ်အနီလေးနဲ့တစ်ချက်တွေ့လိုက်တဲ့အချိန်မှာ hurry power ic မှာကျွန်တော် team usy လုံးဝကွက်သွားတယ်ဒီမှာပူသွားလို့အရင်ပျော်သွားတာပါအဲ့ဒါတွေ့ရပါမယ် MPR လည်းကြည့်လို့ရတယ်ဒီနားရေပျော်သွားတယ်အဲ့တော့ကျွန်တော်တို့က power ic ကိုဖြုတ်တော့မယ်မဖြုတ်ခင်မှာ team usy ချော်လေးနည်းနည်းခံလိုက်တယ်ကျွန်တော်ကတော့မခံလဲရတယ် team usy ချော်လေးခံလိုက်တယ် 384.83ပါတယ်အခုချိန်လေးသေးချာမှတ်ပါ384.83နဲ့အပေါ်တက်တဲ့ကျွန်တော်လုတ်တဲ့အချိန်မှာပစ္စည်းလေးတွေလွင်ခဲ့ပါတယ်မလွင်ပါဘူးဆန်ကလေးနဲ့မဆုပ်လိုက်ပါတယ် power intensity ရောက်သွားပြီအဲ့ချိန်မှာကျွန်တော် short ship မရှိသိကျင်တယ်သိကျင်တဲ့အတွက်ပြန်တက်ရတယ်ခုနတိုင်းပဲ fan ampere မှာ supply 2.2အနက်ချိန်အနည်းနဲ့တူတယ် ampere လုံးဝမဆွဲဘူးဒါဆို short ပြုတ်သွားပါတယ်ဒီအောက်ကိုခဲရှင်းမယ်ဒါကြောင့် key ကိုချော်လိုက်ပုံလိုက်တယ် ခဲချင်းကျိုးပါဒါစာကနာနဲ့ပြန်လိုက်တယ်။ဟော်ကဲနဲ့ကျွန်တော်ထိုးတယ်။အပူချိန်380 480ပဲတုံးတယ်။ short သုံးလို့ရတယ်နည်းနည်းကြရတယ်။အပူချိန်ကြီးပြည့်လေးနဲ့ပြန်ပြန်သုံးလို့ရှိရင်တော့မြင်။လေးလေးများကြီးပြေးလို့ရှိရင်သုံးလို့လွတ်သွားမယ်။လက်ရှိတော့ကျွန်တော်ဘာလို့မှလွတ်နိုင်မှာမဖြစ်ပါဘူး။ပြီးတော့စာကနာလေးနဲ့ကျွန်တော်တို့ဒီသားလေးမှာခဲချင်းကျိုးလေးကိုတခြားကြည့်ကြည့်ပါ။ညစီခဲ့တဲ့လူတွေလဲရပါ။ပုတ်ပြီးဆွဲရပါ။တိတ်ကြည့်မယ်မထင်ဘူး။ဒါပေမဲ့လောက်တာမြင်မလို့လို့လက်စကိုအရင်မြင်နေရမလို့ပါဘူး။မြင်မြင်ဆွဲလဲရတယ်၊ပြင်းပြင်းဆွဲလဲရတယ်။ အဓိကအောက်ကခဲပြောင်မှုပါပြီးသွားလို့ရှိရင်ခဲပြောင်တဲ့အနေအထားကိုတွေ့မယ်ခဲပြောင်သွားရပြီဒီလိုပုံစံမှာအဲ့ဒီပုံမှာကျွန်တော်တို့ TOC ပါပါလေးပြင်ပြမယ်ပြီးပါဝါစီမာကတ်ပလန်ကိုပြန်တက်ပြီးတော့ဟောကန်ပြပေးပါမယ်နည်းနည်းအေးလောက်တဲ့အချိန်မှာမှသင်တာကိုသုံးပါအရက်ပူလို့ဆိုတော့သုံးပါပါချင်းယူစီလေးကျွန်တော်ဒါလက်တန်းလေးနဲ့ပို့လိုက်တာပါသူအချုံပပလေးပို့ထားတာပါပြီးတော့လည်းပါဝါစီမာကင်ပြန် ကြောင်ပြတ်ပြီးတော့ပုံလေးနဲ့ထိုးတယ်ဒီမှာကျွန်တော်တို့ခုနကပြောတဲ့အတိုင်းတစ်ခုသိထားရမှာအပူချိန်နဲ့လေနဲ့ပါလေ40လောက်ပဲသုံးပါတယ်အရင်များလို့မရပါ